အဲ့ဘာမထွက်လာ9နှစ်ရှိပြီလေ9နှစ်ကျော်ပြီဆိုတော့ဒီ9နှစ်အာ9နှစ်ပြီးရဲ့အချိန်မှာကျွန်တော်ဒီအပိသက်တွေဒုတိယအပန်းနဲ့ခြားပြရတဲ့အချိန်မှာပြိသက်တွေလည်းဟိုကြိုက်ကြတယ်ဗောနော်ဆိုတော့အရင်ဝမ်းလာပါကျွန်တော်ကတော့ဘာလို့လဲတချင်း7ဘောလုံးကတော့အလုံးနောက်ထပ်ပြချင်ပါတယ်ဒီအဆိုပိုင်းရောခုနတေးဥဆောင်ပိုင်းရောဒီနောက်တစ်ခါနဲ့နောက်တစ်ခါနဲ့မတူအောင်အိုက်တင်နေမထက်အောင် ဒီတချင်းဆိုရဲအရှင်ပါလေဒီတချင်းနဲ့ဟိုနောက်တချင်းနဲ့ပြည့်တဲ့တွေမတူရတဲ့ဆိုင်ပြည့်တဲ့တွေပို့ပြီးကြိုက်အောင်ပြည့်တဲ့တွေပြီးပို့ပြီးတော့နားဆင်အောင်အဓိကအဲ့ဒါအဲ့လိုမျိုးပါပဲအဲ့လိုမျိုးလို့ကြိုးကြိုးတော့ကြိုးစားရပါဘူး Let me check out the feel of sexy yeah ကျွန်တော်ကဒီ easy love ဆိုတဲ့ album လေးလက်ထွက်တာဒါတိတ်မကြဘူးပေါ့နော် so album လိုက်ထွက်တာပါပေါ့နော်အဓိကသချင်းထက် album လိုက်ထွက်တာဒါ album ရဲ့အကောင်းဆုံးနာမည်လေးကလည်းကျွန်တော် easy love လို့ကျွန်တော်ကိုယ်နဲ့ပေးထားတာပါဘာလို့လဲဆိုတော့ ကျွန်တော်တရှင်နေကျွန်တော်ရဲ့တရှင်နေအားလုံးပြည်သက်တွေနားဆင်နေသူတွေအားလုံးကျွန်တော်ချစ်ချင်းမြတ်တာလည်းကိုရပါစေဆိုပြီးတော့ easy level ဆိုပြီးတာပါပြီးတော့ကိုလည်းပဲခြင်းနေရလဲဒီကိုရခင်မင်ခင်နဲ့ခင်နဲ့ဆိုတော့အခုဒါလေးလောက်ကြမလားဆိုတော့အများကြီးလည်းပြောကြမှာမလို့ပါဘူးဆိုတော့အဲ့လိုမျိုးလေးပဲပြောရတဲ့ဒီရှင်လေးကိုပေါင်းဆက်ပြီးလုပ်လုပ်ပြပါမယ်ကျွန်တော် album ထွက်တာ9နှစ်ရှိပြီလေ9နှစ်ကျော်ပြီဆိုတော့ဒီ9နှစ် အာငါးနှစ်ပြီးရဲ့အချိန်မှာကျွန်တော်ဒီပြည်သက်တွေဒုတိယအပိုင်းနဲ့ခြားပြရတဲ့အချိန်မှာပြည်သက်တွေလည်းဟိုကြိုက်ကြရတယ်ဗောနော်ဆိုတော့အရင်ဝမ်းလာပါတယ်ဒီခုနေပြောပြဒီတချင်းက3မိနစ်စာ2မိနစ်စာလောက်ပဲရှိတယ်နားထောင်ရတယ်ဒါပေမဲ့ဒီ2မိနစ်စာ3မိနစ်စာကိုတော်တော်ကို လောက်ရတာပြည်သက်တွေလည်းတချို့သူတွေသိသိမှာပါတချို့သူတွေလည်းမသိရသူရှိရပါနားထောင်လိုက်ရလက္ခဏာလေးဒါပေမဲ့ကျွန်တော်တို့ဒီ9နှစ်အတာမှာကျွန်တော်တို့မကြိုက်တိတ်မကြိုက်ပြီးပြန်ပြီးတော့ mixing တွေပြန်ဆွဲရတယ်တိတ်မကြိုက်ဒီဘက်နဲ့ကျွန်တော်တို့ပြန်ပြီးလောက်ရတယ် recording လောက်ရတယ်ဟာတွေအများကြီးရှိရပါတော့ဆိုတော့အချိန်ရောလူရောငွေရောကုန်ကြေးရတယ်ပါတော့ဆိုတော့အာအရင်အရင်ဟိုအခုဒါပြည်သက်တွေစီကိုပြန်ပြီးတော့ feedback တွေလည်းပြန်ချရကျွန်တော်အရင်လည်းဝမ်းသာပါတယ်တော့ ကျွန်တော်ကတော့ဘာလို့လဲတချင်းဆယ်ပေါ်လုံးကတော့အလုံးနားလို့ပြချင်ပါတယ်။ဘာလို့လဲဒီတပုတ်တဲမှာပါတဲ့တချင်းတိုင်းမှာကျွန်တော်အကုန်လုံးအားစိုက်အားစိုက်ပြီးအားစိုက်ထားတယ်အတန်စိုက်ထားတယ်အကုန်လုံးပေါ့နော်ကျွန်တော် energy အကုန်စိုက်ပြီးပြည့်တက်တွေကိုကျွန်တော်ဟိုစိုက်စီခြင်းနဲ့နားတော်စီခြင်းနဲ့အာကျွန်တော်စိတ်လေးနဲ့ကျွန်တော်အကုန်လုံးတက်ချပြစီခြင်းတာပေါ့နော်ဆိုဆယ်ပေါ်လုံးတော့စိုက်စိုက်စီခြင်းပါတယ်ပေါ့အဓိကအဓိကကတော့မတူအောင်ပေါ့နော်မတူအောင်တော့ဆိုတော့ကျွန်တော်ကိုဒီအစိုးပိုင်းရောခုနတေးဥဆောင်ပိုင်းရော ဒီနောက်တစ်ခါနဲ့နောက်တစ်ခါလည်းမတူအောင်အိုက်တင်နေမထက်အောင်ဒီတချင်းဆိုရဲအရှင်ပါလေဒီတချင်းနဲ့ဟိုနောက်တချင်းနဲ့ပြည့်သက်တွေမတူအားတဲ့ဆိုင်ပြည့်သက်တွေပို့ပြီးကြိုက်အောင်ပြည့်သက်တွေပြီးပို့ပြီးတော့နားဆင်အောင်အဓိကအဲ့ဒါအဲ့လိုမျိုးပါပဲလူမျိုးကျိုးကျိုးတော့ကျိုးစားရပါဘူးပြောလို့လည်းမရပါဘူးလေပြောစပြည့်သက်တွေကကျွန်တော်တို့ဒီတချင်းနဲ့ပတ်သက်ပြီးတော့လာစပြီးတည်ခဲ့ကြတော့ဆိုတော့ဘိုးဘက်ကလည်းကျွန်တော်အရန်ဟိုပြောပါလို့မရတယ်ကြောင့်မကျွန်တော်အရင်ဘယ်လိုပြော balance နှစ်ခုကိုတေချာလေးဟိုလိုစူးစမ်းနေရဆိုတော့နည်းနည်းတော့နှစ်ဆတော့ပြင်မနေတာပါเนาะ အတချင်းနဲ့ every ever ရှိပါရဲ့လို့အဲ့ဒါလေးပြောဖို့မိတော့မှာဆိုလို့ပေါ့နော်အဲ platinum ချင်းကလည်းကျွန်တော် connection နဲ့အစလေးက meeting ကျွန်တော်စတွေ့ရပါဘောနော်တချင်းတို့လုံမယ်ဆိုရရှင်မှာကျွန်တော်အဲ့လိုဟိုအချစ်ချောင်းနေပါရဲ့လို့အသေးခွဲရပါရင်မလုပ်ချင်ဘူးလို့ပြီးတော့တချင်းနည်းနည်းလေးစမ်းသွားအောင်လို့လဲတဲ့လုံမလားလို့ဆိုရင်လဲနေဘာလဲလဲနေလုံမလားလို့လဲတဲ့အချင်းအချောင်းလေးရေးရတော့မလားအဲ့လိုအဲ့လိုပဲဒီအမ်းပဲတိုင်မင်းနဲ့ရေးပြသွားအချင်းနဲ့ fila Lenni chakari pilu sishi ya Lava lava hey ya ဆိုတော့ကျွန်တော်ဇလန်တွေဝင်နေချိန်မှာဆိုရင်ဘုပ္ပတချင်းတို့ဘုရားတအားခက်အချိန်ပေးရတယ်ဆိုတော့အဲ့အချိန်ကကျွန်တော်တိတ်မရှိဘူးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လိုမျိုးမနက်ပိုင်းအဲ့လိုမျိုးမနက်ပိုင်း6 6 6ကနေ6နာရီဇလန်တွေရိုက်နေဆိုရင်အဲ့6နာရီကနေပြီးတော့နောက်7နာရီနောက်မိုးလင်းသွားတဲ့အချိန်ကျွန်တော်တချင်းပိုင်းဆိုတော့ပင်စပူပင်ပင်မဲနာပေါ့နော်ဆိုတော့ဒါမဲ့လည်းအဲ့ဘက်မလျော့တောင်းအောင်ပဲအချိန်ကိုကိုကိုအချိန် ဟိုနည်းနည်းလေး schedule လေးဆွဲရမှာတခါမှမဆွဲဘဲကောင်အဲ့လို schedule လေးကိုတော့တယောက်တည်းဆွဲဆွဲပြီးတော့ဘယ်လိုဒီကနေဒီရှင်းဘယ်လိုလုပ်ရင်ဒီရှင်းနေဂျင်ဂျင်ဆော့မယ်ဒီရှင်းနေဂျင်ရှင်းလုပ်မယ်အဲ့လိုမျိုးလုလုရတာပေါ့အဓိကတော့အချိန်နဲ့ schedule ပါပဲအချိန်ပေးရတာပေါ့နော်နောက်ထပ်ကျွန်တော်ရဲ့ဇလန်ကအတစ်လေးရကတော့ကတော့ပြီးပါပေါ့နော်ဒီတောင်းတအတော်တစ္ဆာဆိုရဒီဇလန်လေးဟိုဇာကူမှာပေါ့နော်ဆိုတော့အားလေးကတော့ပြီးပါလိမ့်ပါအာကျွန်တော်ကရီတာဒီရဲ့မှာတော်တော်တနာမှုကောင်းပါပေါ့နော်ဆိုတော့တော်တော်အများကြီးတော့ပြောလို့မရဘူးပေါ့နော်ဆိုတော့ ကျွန်တော်ရဲ့ဒီဇက်ကောင်ကတော့အရင်အထက်အဲ့လိုအလုပ်တွေအထက်ဒီကားထဲမှာတော်တော်တနာဖို့ကောင်းမဲ့ character လေးကိုကျွန်တော်အများဆုံးစူးစမ်းမှာပေါ့နော်တနာအောင်လုပ်မှာပေါ့ဒီရတဲ့ဆောင်ဝင်တင်ပါတယ်ဒီအချက်ကောဒီမြစ်တာကော ဒီခုနကပြောကျွန်တော်မိဘအဓိကတော့မိဘပေါ့နော်ကျွန်တော်ကာရက်တာပေါ့နော်ဆိုတော့မိဘမေတ္တာတရားပေါ့နော်ဆိုတော့ယတဆုံမှာထင်ပါတယ်ဒီတော်လေးလောင်မယ်ပုံမှန်ကလောင်တဲ့ဟာတွေကအချစ်တွေပေါ့နော်အချစ်သုံးပွင့်ဆိုင်ဘာညာအဲ့လိုမျိုးပေါ့နော်ဒါကသုံးပွင့်ဆိုင်တွေဘာညာတော့မဟုတ်ဘူးဒါအချစ်တွေလည်းပါမယ်ဒီဒီဘယ်လိုပြောမိသားစုရဲ့အတူတူကိစ္စတွေလည်းပါမယ်ပြီးတော့ဒီမေတ္တာတရားလိုတဲ့အတွက်လူငယ်လေးအတွက်လည်းပါမယ်ပေါ့နော်အင်းပေါ့နော်ကျွန်တော်မလုပ်ဘူးတဲ့ကာရက်တာတစ်မျိုးကျွန်တော်ဇက်ကောင်တစ်ခုလောက်ရအောင်ပါပေါ့နော်ဆိုတော့ပုံမှန်ကလည်းကျွန်တော်ကဘယ်လိုမျိုးဘယ်လိုပြောမလဲ ဒီကာရီတာမထက်အောင်ကာရီတာမတူအောင်အဲ့ဒီမတူအောင်တော့ကျွန်တော်အများကြီးစူးစမ်းပါတော့ဒါတော့အမတို့မမေးခင်မှာကျွန်တော်ဖြေလိုက်တဲ့မေးခွန်းပါเนาะဆိုတော့ပြည်စုံမှုကဘာလဲဆိုတော့အဲ့ဒါပါပဲတော့ပရမအူဆုံးဒီကိုတက်ကြီးကိုကာရီတာကိုတက်ကြီးနဲ့ကျွန်တော်လက်တွဲဒီလုတ်လုတ်မှာပါเนาะဆိုတော့โอเคရင်းဝတ်တာပါတယ်ဟုတ်တယ်များတယ်တော်တော်များတယ်ပျော်တာပေါ့เนาะဟိုလူစုံတက်ဆုံပေါ့เนาะလူစုံတက်ဆုံပြီးတော့ကျွန်တော်တချို့ actor တွေကြာကျွန်တော်လက်တွဲမလုပ်ဘူးတွေလည်းပါတယ် အဲတချို့ actor တွေကြတော့ကျွန်တော်ဟိုအရင်တော့အဲ့လိုတွဲလို့ပြီးတော့ chemistry မီးရဲ့သူတွေလည်းပါတယ်ပေါ့နော်ဆိုတော့ရမ်းဝမ်းတာပါတယ်ဘာဖြစ်ဟိုတကယ်ချင်းတက်တရားပေါ့